မင်္ဂလာပါစောစစ်စီအေးဘူးနေပေါ့ကဲဒီမှာမိုက်လေးကျွန်တော်မေးမယ်နော်ဒိတ်တယ်ဒီတင်နန်းသားပေါ့ဟုတ်ကဲ့ဆရာရလားတက်လို့ရလားရရဆရာဒိတ်တယ်ဒီတင်နန်းသားလားဟုတ်ပါရဲ့ဆရာအခုဟာဘာတွေဘာတွေမြက်လဲကျွန်တော်ပြတ်ပြပြပေါ့ဆရာဟိုပါဒကြံမတိုင်ခင်လေးတုန်းကတော့၄သိန်းနဲ့ဝယ်တာ၁၅သိန်းရတယ်အခု၄သိန်းနဲ့ဝယ်တာ၁၅သိန်းဟာတော်တော်ခုန်တာပေါ့နော်ဆို လေးသိန်းရမှာ105သိန်းဆိုတော့100နဲ့100နဲ့5သိန်းအဲ100နဲ့3သိန်းမြတ်တာပေါ့ဟာမိုက်တာဟော100နဲ့3သိန်းတော့မြတ်တာဆိုတော့မိုက်တယ်နော်အခုရပိုင်းနေရောဗာလေးမြတ်သေးတယ်ပေါ့အခုရပိုင်းတော့ဆရာနေတွက်လေးတွေပဲဆရာ3သိန်းနဲ့ဝယ်တဲ့ဟာက9သိန်းနီးနီးလောက်ရတယ်3သိန်းနဲ့ဝယ်9သိန်းဆိုတော့မလေးအများကြီးခုံတယ်လေနော်ပြီးရောဒါ9သိန်း9တောင်းနဲ့ဝယ်တာဆရာဟာဟာလောက်ရပေါ့7သိန်းလောက်ရတယ်9သိန်း9တောင်း9သိန်း9တောင်း7သိန်းနဲ့တော့ခုံတာပဲနော်ဟာမိုက်တယ်ဟာ ကဲကျေးဇူးတင်တယ်ကျေးဇူးတင်တယ်ဆက်ပါဆက်ရတယ်အဲဟုတ်ပြီကဲစောစည်းပြာဒီမှာကျွန်တော်တို့အချိန်လေးကိုလည်းဒီမှာရိုက်ရတယ်မနက်ခင်း6နာရီခွဲပြီး7မိနစ်ပြာနော်ကျွန်တော်တို့ဒါမန်းလေးကြော်ဝိုင်းကအခင်းဝိုင်းဖြစ်ပါတယ်အခင်းဝိုင်းမှာကျွန်တော်ရဲ့တင်နန်းသားဟောင်းနဲ့တွေ့လို့မင်္ဂလာဖြစ်တယ်လက်ကီးဖြစ်တယ်ဆိုတာလေးကိုကျွန်တော်တို့သိရတော့ဝမ်းသာတယ်ကဲဘေးမှာလည်းဘေးမှာလည်းတင်နန်းသားတွေပါပါတယ်အဖွဲတွေပါတယ်နော်မင်္ဂလာပါနော်အဲ့ဆိုရင် ကျွန်တော်ကဟွာတာပြောတာတင်းနန်းသားဆိုတော့နာမည်ကမှတ်မိတော့ကို့နာမည်လေးပြောပါကျွန်တော်ကဆင်အောင်ထက်ဆိုတော့အောင်ထက်လို့ပဲအဲဆိုတော့အောင်ထက်လို့မှတ်လိုက်မယ်ကို့အောင်ထက်နော်ဟုတ်ဆက်ကျွန်တော်တို့ကျွန်တော်တို့တင်းနန်းကျောင်းကိုဗာပြောချင်သေးတယ်ဟဲ့ကောင်းပါတယ်ဆရာဆက်တင်းနန်းကဟွာမိတ်ဆွေတွေလည်းတိုးတယ်နောက်ပြီးတော့ဟွာပေါ့ဆက်စီကျွန်တော်ကွန်မန်လေးရေးထားတယ်လို့ပေါ့ ဆရာကြီးကတော့လမ်းပြဖို့ပဲရမှာလေအာအဲ့လမ်းကိုရှောက်ဖို့ကတော့ကိုတောင်ဝင်မယ်လေဟုတ်ကဲ့ကျေးဇူးပါဟုတ်တာပေါ့ကျွန်တော်တို့က show the way ပေါ့နီးလမ်းနေပြတယ်ဟုတ်တယ်မလား go the way ကတော့ကိုကိုတိုင်းရှောက်ရမှာကဲနော်ကျေးဇူးပါကျေးဇူးပါနော်အားလုံးကျေးဇူးပါမိုင်းလက်လေးပြလိုက်ပါဦးကဲဟုတ်ပြီနော်